တမိုင်းမေဂျာတမိုင်းမေဂျာကောင်မလေးရဲ့ရီးစားနဲ့ချင်းတွေ့ရတဲ့မိမကိုနဲ့တအိမ်ပွင့်ထွက်သွားတယ်တဲ့အစိမ့်ုံပြေးရတယ်တဲ့ပကြလေးရဲ့လည်းနှမသားချင်းစာနာကြပါတစ်ဖက်ယောက်ကြလေးကဘာလုပ်ထားလဲဆိုတော့လင်းအင်္ဂါကြီးစေထိုးထားလို့ဒီကောင်မလေးဒီလိုဖြစ်သွားတာစိမ့်ုံတက်ရတဲ့အရေးပေါ်အဲ့လိုဖြစ်သွားလို့သူ့မိဘဘက်ကိုအကြောင်းကြားပြီးခေါ်ရမှာပဲအဲ့လိုမျိုးဆိုမိဘဘယ်မျက်နှာနဲ့လာရမှာလဲ ဖောက်ပြန်နေတာဖောက်ပြန်နေတာဗျာလမ်းမောင်းတင်มาပါဟုတ်ပါတယ်အိုင်ကောင်လို့ချက်ဟုတ်တယ်ဟုတ်တယ်ပါဟုတ်ပါတယ်ဟုတ်ပြန်တယ်ဟုတ်ပြန်တယ်ကြောင့်ညီမလေးစီသားတာဆိုသူကအခုမှဟိုပြန်သွားတာမှအဲ့ဒီလာရဲဆိုလို့ရှိရင်လည်းတခါတည်းမေးလိုက်လေညီမလေးနဲ့ရယူမလာလို့သူ့ကိုကြွာရှင်းပေးဖို့ပြောပြီးသားအမနဲ့မသက်ဆိုင်တော့ဘူးနော်ညီမ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့လိမ်မှုကိစ္စနဲ့ပတ်သက်ပြီးစောကားခံရတဲ့အမျိုးသမီးတွေရဲ့ရုပ်တံနဲ့အတူစလင်းမြုပ်အထက်ကကျောင်းမှာ great တန်းကျောင်းသူကိုကျောင်းသား၄ယောက်ကအုပ်စုဖွဲ့အထမပြုခြင်းဗီဒီယိုရိုက်က line board တင်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးလိုက်ပါတယ် မကွေးတိုင်းမင်းဘူးခရိုင်စလင်းမြို့ပေါ်ရှိစစ်အုပ်စုကဖွင့်လှစ်ထားတဲ့အမှတ်တအခြေခံပညာထက်တန်းကျောင်းအထာကတမပညာသင်ကြားနေတဲ့ Great Dan ကျောင်းသူကရီးစားဖြစ်သူကျောင်းသားအပါဝင်၄ယောက်ကအုပ်စုဖွဲ့အထမပြုခြင်းကဗီဒီယိုရိုက်ကူးပြီး Telegram Online မှာဖြန့်ဝေမှုအောက်တိုဘာ23ရက်က ဖြစ်ပွားခဲ့တယ်လို့မြို့ခံတွေကပြောပါတယ် အော်တိုဘာ23ရက်ကစလင်းမျိုးပေါ်ရှိအထာကတကြောင်းမှာ Great Dan ပညာတက်ရောက်တင်ကြားနေတဲ့ကျောင်းသူကိုရည်စားဖြစ်တဲ့ Great Dwe ကျောင်းသားကမွေးနေ့ပွဲရှိတယ်ဆိုပြီးချင်းဆိုကအရက်တေစာတောက်စားပြီးနောက်တငယ်ချင်း၃ယောက်နဲ့အတူအုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့တာလို့ဆိုပါတယ်။ ចောင်းទុំាលីကိုចောင်းသားလေးကသူ့ရဲ့မွေးနေ့ရှိတယ်ဆိုပြီးတော့ထီကြီးဖះမှာခေါ်သွားတာအဲ့ဒီဖះမှာတောက်စားမှုရေးကြပြီးတော့ចောင်းទុំាလေးကိုအားလုံးကဝိုင်းပြီးမရင်ကျစ်လိုက်ကြတာမရင်ကျစ်လိုက်တာမှာရီစားဖြစ်သူကចောင်းទុလေးရဲ့လက်ဘင်းကိုညှစ်ပြီးတော့တယောက်ချင်းစီခွဲပြီးမရင်ကျင်းကြတာလို့စလင်းမျိုးခံတရင်အမြင့်ကအယတိရပါတယ်အဲ့ဒီလိုအရက်တေစာတောက်စားပြီးရီစားဖြစ်သူနဲ့အဖွဲကဝိုင်းဝန်းအတ္တမပြုချင်းခဲ့တာကြောင့်တတိမိမျိုးခဲ့ရာမှာပြန်လဲတတိရလာချင်း ဘေးပတ်ဝန်းကျင်ကိုကျောင်းသူကအကူအညီတောင်းခံခဲ့ရမှာဆေးရုံကိုဒေသခံတွေကအကူအညီပို့ဆောင်ပေးခဲ့ရတာဖြစ်တယ်လို့မြို့ခံတွေကဆိုပါတယ်။အဝေးတင်တဲ့ကျောင်းလာတဲ့တဲ့ကျောင်းသားကျောင်းသူတွေငါတို့မြို့ဝတ်တက္ကသိုလ်ရောနာမည်မဖျက်ကြပါနဲ့လို့နော်ငါပြောပေးရစီ။အဝေးတင်ဆိုတဲ့အသဘောတရားကအဝေးရလာတက်ကြတာတခြားမြို့ကလာတက်ကြတာ80ရာခိုင်နှုန်းရှိတယ်။ကိုမြို့ကဆို20ရာခိုင်နှုန်းလောက်ပဲဖြစ်နေမှာ။အလုံးလုံးပြီးတော့တနစ်မှာနှစ်ကျင်းလောက်ပဲတနစ်မှာ အာတနေ့မှာတို့အလုံးလုံးတက်ရ3လထက်3လ4လထက်ပိုမတက်ရအောင်เนาะအဲဥစားအဲ့အတော်တွင်းမှာကိုပဲတမိစားထားကြတာကိုယုံကြည်မှုတွေလွန်ခဲ့ကြတာကိုငါအံ့ဩလို့မဆုံးเนาะ20ရက်နေ့ရမှာပထမီအဲပထမီမို့တမိုင်းမိကြတမိုင်းမိကြအကောင်မလေးရဲ့ရီးစားနဲ့ချင်းတွေ့ရတဲ့မိမကိုနဲ့တအိမ်ပွင့်ထွက်သွားတယ်တဲ့အစိမ့်အောင်ပြေးရတယ်တဲ့အဲ့တော့ယောက်ျားလေးတွေလည်းနှမသားချင်းစာနာကြပါเนาะနှမသားချင်းစာနာကြပါဒီဟာ ဘာတစ်ဖက်ယောက်ျားလေးကဘာလုပ်ထားလဲဆိုတော့လင်းအင်္ဂါကြီးစေးထိုးထားလို့ဒီကောင်မလေးဒီလိုဖြစ်သွားတာနော်နှမသားချင်းစာနာကြပါဒီမှာဒီစေးုံတက်သွားတယ်စေးုံတက်ရဲအရေးပေါ်အဲ့လိုဖြစ်သွားလို့သူ့မိဘဘက်ကိုအကြောင်းကြားပြီးခေါ်ရမှာပဲအဲ့လိုမျိုးဆိုမိဘဘယ်မျက်နှာနဲ့လာရမှာလဲတနေ့လုံးမှမှနှစ်လသုံးလလောက်ပဲတွေ့ရတဲ့လူတယောက်ပုံယုံပြီးပုံမအပ်နဲ့မိဘဘယ်မျက်နှာနဲ့လာရမှာလဲစေးုံက ရှက်လို့မလာဘူးဆိုလို့ရှင်လေကိုသားသမီးဒုက္ခရောက်မှာရှေ့မျက်နှာနောက်ထားပြီးလာမှာလေပြီးနောက်တစ်ယောက်ရှိသေးရဲ့22ရက်နေ့ကပထဝီမေကြာကောင်မလေးအဆောင်မှာသွေးအံပြီးတည်သွားတာတဲ့ဘာဖြစ်လို့သွေးအံတည်ရလဲဆိုတော့တေချာမရေးထားဘူးရင်းနှီးချောင်းဟစ်တိုင်မှာတက်လာတာနော်မိန်းကလေးလည်းကိုပေါ့ကိုတန်ဖိုးထားကြတကယ်လို့မှဒီကောင်နဲ့မယူပြဘူးယူပြသွားရင်တော့ကိစ္စမဖြစ်ဘူးဒီကောင်နဲ့မယူပြဘူး တခြားလူနဲ့အိမ်အောင်ကြပြီဆိုရှင်တန်ရာကြီးနဲ့လေချုပ်ရာကြီးနဲ့လေအိမ်အောင်ကြအိမ်အောင်ကြီးအဆင်ပြေမထင်လားနောက်လူနောက်လူအတွက်အိမ်အောင်ကြီးအဆင်ပြေပါမလားချုပ်ရာကြီးပါနေတယ်ကောင်းလေးရဲ့နှမသားချင်းစာနာနော်နို5မိနစ်10မိနစ်လောက်အတွက်နဲ့ဒီတခြား5မိနစ်10မိနစ်စာခန်းစားကြလေးတို့ဒီကြီးစေးတုံးပြီးတော့တခြားသူရဲ့တာသမီတွေဘွားပြအောင်မလုပ်နဲ့ နော်အဲ့လိုလိုက်စားနေစားပဲဆိုတတ်တတ်ကိုရှိရအဲ့လောက်ပဲပြောမယ်မွာဘူးကလေးမလေးဗျာဒီမှာအမွာဘူးတွေသူ့လင်ကမရင်ကတွေ့တော့သူ့မှာကြေခွန်းနေရတာဗျာဖောက်ပြနေတာဖောက်ပြနေတာဗျာအဲ့ဟိုကြည့်ကြပါသနာပါတဲ့ဟိုဟာအသက်လေးပြေးကြပါ ဖောက်ပြန်နေကြဒုက္ခရောက်နေပါလေဒီမှာဟုတ်ပါတယ်ဒီမှာဖောက်ပြန်လမ်းမောင်းတင်ပါပါဟုတ်ပါတယ်ဒီမှာအမွာဘူးလေးမကြည့်ကြဘူးမကြည့်ကြဘူးဟုတ်တယ်ဟုတ်တယ်ပါဟုတ်ပါတယ်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 ဖောက်ပြန်နေရပါဒီမှာ ဒုက္ခတွေရောက်နေမှာအမွာဘူးလေးပဲကြည့်ကြပါဦးဒီမှာကိုကြီးလို့ရပါတယ်ထောက်ပံ့လို့ရပါတယ်ဒီမှာကြည့်ဦးခလေးကငငယ်လေးရှိသေးပါရဲ့ပြတ်နေပြတ်နေကိုကြီးကြပါပြောလေအေးဒီရပြီရပြီရပြီကောင်းတော့လာပေါ့ပြန်ပေါ့ပြန်နေရဟုတ်ပါတယ်ဒီမှာကြည့်ပါแกเนี่ยเนาะนาบาระมาไงๆเลยเสียวเจ้าอมวุเลยพ่อเปลี่ยนเนี่ยบากุญีโลยับบาระทับบาระยับบาระมางงเนี่ยជីจักบ่าว ကြားလုံးမဲမင်္ဂလာပါနော်ဒီကနေ့ကျွန်တော်လာပြပြပေးမဲ့တဲ့ရင်ကအာအလို့တမားတယောက်ကအလို့ရှင်ကိုဝန်လုံးတဲ့ကိစ္စပေါ့နော်ဖြစ်စဉ်ကဆိုရင်ဒီဆက်ယုံပိုင်ရှင်ပေါ့နော်တတိလမယာနှစ်ယောက်ရှိတယ်အာအဲ့ဒီသူတို့ရဲ့ဒီအလို့တမားကောင်မလေးတယောက်ကပေါ့နော်ဒီတတိမရဲ့ရုပ်ကြောကိုအာဝန်လုံးတယ်ပေါ့နော်ဖောက်ပြန်တယ်အာမန္တကယ်ကဆိုရင်ဒီကောင်မလေးကသူ့ရဲ့ရုပ်ကြောနဲ့အတူပေါ့နော်အဲ့ဒီဆက်ယုံမှာအလို့အတူတူလုပ်တယ်ပေါ့နော် အာသူ့ရဲ့ယောက်ျားကအဲ့ဒီကိစ္စကိုတီးသွားတဲ့အချိန်မှာသူ့ရဲ့မိန်းမကိုပြောလို့လည်းမရဘူးပေါ့နော်ပြီးတော့သူ့ရဲ့ဒီတထင်းမကိုလည်းမပြောရဲဘူးပေါ့နော်အဲ့ဒါနဲ့နောက်ဆုံးမှာသူကအလုတ်ကနေထွက်လိုက်တယ်ပေါ့နော်အာဒီကိစ္စကိုတထင်းမကလည်းတီးသွားတဲ့အချိန်မှာဒါပေမဲ့သူကဘာတက်တယ်မှမရှိသေးတဲ့အတွက်ပေါ့နော်သူကဘာမှမလုပ်သေးဘူးအာနောက်ဆုံးမှာသူကဆုံထောက်တယောက်ကိုပေါ့နော်ဒီကိစ္စကိုဆုံဆန်းခိုင်းတယ်အာစောင့်ကြည့်ခိုင်းတယ်ပေါ့နော်ဒါပေမဲ့ဒီနေ့မှာဒီတထင်းမကပေါ့နော်ဒီ သူ့ရဲ့ယောက်ျားနဲ့ဒီသူ့ရဲ့အလုပ်သမားကောင်မလေးတယောက်နဲ့အဟိုတယ်တစ်ခုမှာအတူရှိနေတော့ကိုဒီဆုံထောက်ကနေတင်ရတယ်ပေါ့နော်အဲ့ဒါနဲ့သူကအဲ့ဒီဟိုတယ်ကိုသွားပြီးတော့လက်ပုတ်လက်ချက်သွားပြီးတော့ဖမ်းတယ်ပေါ့နော်အဲ့ဒီအချိန်မှာဒီဖမ်းပြီးသွားတဲ့အချိန်မှာဒီတင်မကအရန်ကိုစိတ်အေးတယ်လို့ပြောရမှာပေါ့နော်သူကရဲလဲမရဲဘူးအပြီးတော့ဆဲလဲမဆဲဆိုလဲမဆိုဘောနော်အာကောင်းကောင်းမွန်မွန်ဖြည့်ရှင်းတာပေါ့နော်ဘယ်လိုလုပ်မလဲဘာညာပေါ့ အာပြီးတော့အဲ့ဒီကောင်မလေးကိုသူ့ရဲ့မိဘတွေစီကိုဖုန်းဆက်ခိုင်းနေပေါ့နော်နောက်ဆုံးမှဒီတတိမကသူ့ရဲ့ယောက်ျားနဲ့အဲ့ဒီကောင်မလေးကိုပေါ့နော်အဲ့ဒီကောင်မလေးရဲ့အိမ်ကိုခေါ်သွားပြီးတော့သူ့ရဲ့ဒီကောင်မလေးရဲ့အဖေမေတွေကိုပေါ့နော်အကြောင်းမှန်ကိုအကုန်လုံးရှင်းပြတယ်ပေါ့နော်ဘယ်လိုဘယ်လိုဖြစ်လဲဆိုတာကိုပေါ့နော်အဲ့ဒါနဲ့အဲ့ဒီကောင်မလေးရဲ့မိဘတွေကအရန်ကိုစိတ်တူသွားပြီးတော့သူတို့ရဲ့တမီးကိုရိုက်နှက်တယ်ပေါ့နော်အာအာသူတို့ပြောနေတဲ့အချိန်မှာအဲ့ဒီကောင်မလေးက ဒီဖုန်းပဲပုတ်နေတာပေါ့နော်အဲ့ဒါနဲ့သူ့ရဲ့အဖေကသူ့ဖုန်းကိုယူပြီးတော့ gain ပပလိုက်တယ်ပေါ့နော်အမှန်ဆိုရင်အဲ့ဒီ video လည်းရှိတယ်ပေါ့နော်ကျွန်တော်ခုရှာလို့မတွေ့တော့လို့အာ gain ပလိုက် gain ပပပြတဲ့အချိန်မှာအာပြီးတော့ဒီတထေးမကဘယ်လိုပြောလဲဆိုတော့ဒီတကယ်လို့သူတို့နှစ်ယောက်ချစ်တယ်ကြိုက်တယ်အတူနေချင်တယ်ဆိုရင်သူ့ဘက်ကနေကွာရှင်းပေးမယ်ပေါ့နော်ဘာလို့လဲဆိုတော့သူကအဲ့ဒီသူ့ရဲ့ယောက်ျားနဲ့ပေါ့နော်လက်ထပ်စာချုပ်ရှိတယ်ပေါ့နော်သူကွာရှင်းပေးမယ်ဒါပေမဲ့သူတရားတော့စွဲမယ်ပေါ့နော် တို့ရဲ့နိနာကျေးလဲတောင်းမယ်တို့ရဲ့နိနာတဲ့အတွက်ပေါ့နော်တို့ကွာရှင်းပေးမယ်ပြီးတော့တို့အတရားဆွဲမယ်နိနာကျေးတောင်းမယ်ပေါ့နော်အာအဲ့ဒီလိုပြောလိုက်တဲ့အချိန်မှာအဲ့ဒီကမလေးရဲ့မိဘတွေကဒီသူတို့ဘက်ကနေဘာမှပေးเสียမရှိဘူးပေါ့နော်အာအဲ့ဒါဆိုရင်ဒီကမလေးကသူ့အပြစ်ကိုခံလိုက်မယ်ပေါ့နော်အာအဲ့ဒီလိုနဲ့နောက်ဆုံးမှာဒီဒီလိုမျိုးပြီးသွားတယ်ပေါ့နော်အာနောက်ဆုံးမှာဘယ်လိုဖြစ်မလဲဆိုတာကျွန်တော်လာပြီးတော့အတိတ်လာလုပ်ပေးမယ်နော် အေးအေးအေးပြောညီမလေးစီစားတာဆိုသူကနေငယ်မအခုမှဟိုပြန်သွားတာမဟုတ်လားအေးမဟုတ်ဘူးညီမလေးစီလာရဲဆိုလို့ချင်းလဲတခါတည်းမေးလိုက်လေညီမလေးနဲ့ရယူမလားလို့အမတို့ကသူ့ကိုကွာရှင်းပေးဖို့ပြောပြီးသားအမနဲ့မတက်ဆိုင်တော့ဘူးနော်ညီမလေးအမစီလဲဒီကက်ကလည်းအမကင်တာအဲညီမလေးဆက်သွဲခြင်းအဲသူကင်တဲ့ဒယ်ရီနော်နံပါတ်ကိုဆက်လိုက်တိလားမ ညီမလေးမပတ်သက်ခြင်းလားပတ်သက်ခြင်းလားတော့ညီမလေးတော့မသိဘူးညီမလေးကိုမင်းညဗိုက်ပါမှာပို့တာတော့အမကိုပြရတယ်ချစ်ရဲတယ်ညီချစ်ရဲတယ်မပို့နဲ့တော့အင်ရမိမသိရင်ပြဿနာတက်လိမ့်မယ်တဲ့မမညီမလေးကဘယ်မှာပို့လဲတိုင်းကြောင်ဆက်ဆက်နေတိုင်းမပြောင်းအယုတ်ကတူးယုတ်ပဲပို့လိုက်တယ်ညီမစာရေးပိုင်းတစ်ခုမှမပုံးတော့မှအေးမဟုတ်ဘူးညီမလေးညီမလေးနှမ်းပြောရတယ်ကျေးဇူးတင်တယ်နော်အခုအဲ့အဲ့မှာ အမားတို့ကတတ်တာတတ်ဆိုင်တာအမားနဲ့သူနဲ့မပေါင်းတော့ဘူးเนาะညီမလေးသိလားအမားကလေးမျက်နှာနဲ့ကလေးအရွယ်မရောက်သေးလို့သူ့ကိုဒီအချိန်ထိဟောပြတာညီမလေးပါတာညီမလေးဆက်တော့တော့မတွေ့တော့ညီမလေးသူ့ကိုကြိုက်ကြိုက်မကြိုက်ကြိုက်အမားတို့နဲ့မဆိုင်ဘူးเนาะသိလားညီမလေးညီမလေးသိလားလို့အမားလည်းညီမလေးသိလားအမားကတော့ညီမလေးလည်းဖုန်းနဲ့ဆက်တာပဲကြီးရဲ့ညီမလေးအေးအေးအေးညီမလေးကမတွေ့ချင်တော့မင်းကျွန်တော်ညီမလေးရှောင်းနေတာပဲအမားရဲ့ဩအေးအေးညီမလေးရှိရနေရကိုလာရဲဆိုပြီးပါညီမလေးကိုသူကတန်ရောစင်တကယ်ချစ်လို့နေမှာပေါ့အေး တကယ်ချစ်လို့လာတာပေါ့မဟုတ်မညာလေးအောင်ရှောင်းနေတာလေမသိမှာပါညာလေးမောင်မောင်ညာလေးကတိပေးပြီးသားပဲကတိပေးပြီးသားပဲညာလေးမပတ်သက်စရာဘူးလို့လေညာလေးကတိပေးပြီးသားမောင်ညာလေးမိကောင်းပါရင်ဒါလည်းမိတယောက်ပါအေးပါညီမလေးမိကောင်းပါအမအိုလှမ်းပြောရလဲကျေးဇူးတင်တယ်အခုသူအပေါင်းသင်းနေတယ်သူကသူသွားတယ်လာတယ်အမတို့ကဘာမှမပြောဘူးမတို့ကနိုင်လဲမနိုင်ဘူးသူ့ကိုနော်သူ့ကိုနိုင်လဲမနိုင်ဘူးသူ့လောက်သာရစနေရသူ့လာတာအမတို့ကစနေရနော် အဲ့ကြောင့်ညီမလေးဆိုင်ကိုလာရဲဆိုညီမလေးမညီမလေးပြောပြရညီမလေးမကွေးမှာရှိရဆိုတော့ तू သိနေရပဲလာလို့ရတာပဲဟုတ်ဘူးလားအဲ့ကြောင့်ညီမညီမလေးပြည့်နေရတော့ तू မတီးဘူးလေဒါပေမဲ့ तू စုံစမ်းပြီးညီမလေးညီမကိုသူရောက်လာတာဟော तू ကစုံစမ်းပြီးတော့လာတယ်ပေါ့ညီမလေးစီကိုညီမလေးပြည့်နေရတော့ဘယ်သူမှမတီးဘူးဩအေးပါအခုညီမလေးနဲ့မတွေ့သွားဘူးလားညီမလေးရဲ့တွေ့တယ်ဟာတွေ့ပြီညီမလေးအခုစကားနဲ့ရမ်းဖြစ်ပြီးညီမလေးပြန်လို့လိုက်တာ ။အော်အေးညီမလေးကလို့ပြောလို့စိတ်ညစ်ပြီးတော့ညီမမူးပြီးပက်လက်လန်းနေတယ်လေနဲ့။ငါတို့ကမပတ်သက်ပါဘူး။ငါတို့ကငါတို့ကလည်းငါတို့နေတာသူသူကသူကသူသူလမ်းကြောင်းနေသူ။အော်ဘောင်းရောက်မှာပါမယ်ညီမလေးကမအောင်ညီမလေးကတိုင်းမပြုတ်ပြရပေးရှင်အေးအေးညီမလေးပို့ရတယ်ဘိုင်ပါလေးလည်းပြရတယ်သူကအမရန်လောက်မှာအမတော့ရန်လောက်ပါဘူးအမတော့အမကလည်းမိကောင်းဖခင်တာသမီးမိပါမူရသူတို့သူတို့လိုဗီဇမပါဘူးအမတို့ကနော် သူသူ့ဘီကလည်းမပါဘူး။ तू ကဟိုဟာသာသမီမျက်နှာမထောက်နော်။ဖေးမေးမျက်နှာမထောက်နော်။ तू ကဒီလိုလောက်ရက်တွေလောက်တာနော်။အားကြောင့်အမဒီမိုင်းတဲ့ကကအမကိုင်းနာညီမလေးနဲ့ပြောအောင်ကျေးဇူးတင်နေနောက်နောက်ဘာကိစ္စမှအမကိုလက်မပြောနဲ့သူနဲ့ပတ်သက်လို့အမနဲ့သူနဲ့ဘလို့ပါကိုမသက်ဆိုင်တော့ဘူးနော်ဟုတ်ကဲ့ပါအေးညီမလေးနဲ့ပြောတန်တဲ့ကိစ္စကကဲတော့ပါအမတို့လေးမြန်းတော့ရင်ဖြစ်ပါသေးဆိုတာကဲတော့ညီမလေးစိတ်ထဲမှာတော့မရှိဘူး မလေးအစင်းမေးပဲပြုတ်ပြိုင်တာပဲရှိရဲ့အေးအေးညီမလေးမဟုတ်ဘူးညီမလေးကိုသူကတကယ်ချစ်တာမလေးဒီမှာခံစားနေရတာလေသူ့မှာညာဆိုခိုးပြီးစာပို့ရတယ်စာရိုက်ရတယ်သူ့မှာခံစားနေရတာလေညီမလေးဖုံးမဆက်ညီမလေးပြောသလိုပေါ်မရဲ့အမမဆက်တယ်ဦးတင်နေပါလေ တနေ့အရင်ညာလေးနဲ့ဟုတ်ချင်မအောင်မှာညာလေးညာညာပို့လိုက်တာတော်တော်ပုံတပုံပဲရှိတယ်တနေ့ကတော့ခုမှမပို့ဘူးမှာအေးအမကတော့သူကပြအဲ့ဒါတော့အမမိလို့ပါညီမလေးပို့တဲ့စာပို့တယ်ဟာအဲ့လိုမပို့နဲ့ချစ်ရဲ့အိမ်ကမိန်းမသိရင်ပြဿနာတက်လိမ့်မယ်တဲ့အဲ့စာတွေတော့အမကပို့တယ်ဒါပေမဲ့မကပြောပါဘူးဘာမှမပြောပါဘူးအဲ့တော့ညီမလေးမသိဘူးအဲ့ညာညာငါတို့ညီမလေးကတုံးပုံကတုံးပုံတပုံပဲညီမလေးပို့လိုက်တာပဲရှိညီမလေးပုံနဲ့ညီမလေးပုံနဲ့6630ရပါနောက်က6300ရတဲ့ညီမလေးရဲ့နံပါတ်နဲ့ပဲအမမှတ်ထားတယ်အမဘိုက်ပါမှာညီမလေးပုံနဲ့ နော်အဲ့တော့မသိဘူးတော့မအေးအဲ့အေးဘာဟုတ်ပါဘူးအဲ့ညီမလေးသိတာမသိရညီမလေးကအခုညီမလေးကိုချစ်လို့သူကတော်တော်ကိုတန်းတန်းဆွဖြစ်နေရတော့ကြတော့ညီမလေးလက်ခံလိုက်ပါလို့အမားတို့သားမိတယ်အမားတို့ကသူ့အမားတို့ဘွားထဲမှာအမားတို့မရှိတော့ဘူးအဲ့ကောင် ညွန်လေးလက်မကမှာဟိုအမအတားကိုကိုရပန်းနေမကောင်းဆိုညွန်လေးတောင်ပြောလိုက်တယ်ညွန်လေးကုန်းဆက်ဆိုလာလို့တော့အခုကလေးကိုဘယူးဆိုင်ပါဖုံးမဆက်နဲ့ဘာဖြစ်တယ်ညွန်လေးညွန်လေးတောင်ပြောလိုက်တယ်မျိုးမေးကြည့်လိုက်ပါမလို့တောင်မေးမေးကြည့်ပါဦးမလေးအဲ့လိုကောင်းလို့မေးကြည့်ရောယောက်ျားဖာတယ်ဟဲ့ဟိုမညီမရောမိသားစုပြောပွဲပါလေဆိုတော့စိတ်တစ်ခုမှကိုမရှိခဲ့ဘူး။ဟိုဟိုအမကိုညီမလေးကတိပေးထားပြီးခဲ့တဲ့အတိုင်းပဲညီမလေးဆက်စပ်မလုပ်ဘူးလို့ညီမလေးပြောထားပြီးသား။ အေးပါအေးကျေးဇူးတင်တယ်အမအောင်လန့်ပြာကျေးဇူးတင်တယ်နော်အဲကြောင့်ညီမလေးအမဟိုသူနဲ့ကမနဲ့ကတက်ဆိုင်မတက်ဆိုင်တော့ဘူးညီမလေးကြိုက်ချင်းလဲကြိုက်လို့ရတယ်ညီမလေးဟောပြီးညီမလေးပါတာညီမလေးသဘောအမတို့နဲ့ကမတက်ဆိုင်ဘူးသူကသူညီမလေးမှမဟုတ်ဒီပြင်ကောင်းမလေးလှုပ်လဲအမတို့ကကြည်နေုံမရှိရအမတို့ကတော့မပေါင်းဘူးသူ့ကိုမပေါင်းဘူးတိုင်နေတာတူတူနေရတော့အမသားသမီးတွေအတိုင်းသာတစ်ခုဒီအရွယ်မရောက်သေးလို့အမအဲ့အကောင်ကလို့ပြောဖြစ်နေရပဲရှိရောညီမလေး